ကဘာကျော်မိုနာလီဆာပချီကားတဲ့ကရုပ်ပုံကိုမျက်နှာပြောင်းလဲပေးနေတယ်လို့မိသည့်ဓာတ်ပုံကိုမဆိုလဲမျက်နှာအလွယ်တကူပြောင်းပေးလို့အစားတို့ပြောင်းပေးလို့ရပါတယ်ထို့အတူပဲဗီဒီယိုတဲ့ကမျက်နှာကိုလည်းပဲယခုလိုဟလာညီမမင်းသမီးမိဘကြီးရဲ့ရုပ်ပုံကိုအစားထိုးပြီးတော့ယခုလိုပြောင်းလဲပြီးတော့လည်းထည့်ပေးနိုင်ပါသေးတယ်အဲ့တော့ ယခုလို AI ကိုအသုံးပြုပြီးတော့ဓာတ်ပုံနဲ့ PDF တွေကမျက်နှာတွေကိုဘယ်လိုအလွယ်တကူပြောင်းလဲပေးနိုင်မလဲဆိုတဲ့ငန်းစာလေးကိုဒီနေ့ကြည့်အောင်ပါမျက်နှာအစားထိုးတဲ့ online uh, face swap online website တွေ အင်တာနက်မှာများစွာရှိပါလေဒီတွေကတချို့ပေါ်ပြရမယ်ဆိုရင် deep sweat ရဲ့ mob thing ပြီးတော့ face hub ပြီးတော့ pix bell အခြားနာမည်မပါတဲ့အများကြီးကြာမာနေတယ်တခါ iOS နဲ့ Android ဖုန်းတွေအတွက် mobile app အနေနဲ့ကတော့ကျွန်တော် reface face app face swap live zao ဆိုတဲ့ zao ပြီးတော့ cubase ပြီးတော့ wombo PMP 612 Pin Snow Fish Magic Mix Book Fish Stealer Pin Chicky Pin Celebrity Fish Swap စသည်လို့ဖြစ်ပါတယ်တနေ့တစ်မျိုးတနေ့တစ်မျိုးနဲ့စမ်းသစ်ပြီးထွက်လာတဲ့ app တွေလည်းများစွာကြံပါသေးတယ် Desktop tool နဲ့ကြာတော့ Deep Face Lab ပြီးတော့ Face Swap GitHub တွေ့ရပြီးတော့ social media တွေထဲမှာတော့ Snapchat ရဲ့ TikTok ရဲ့မှာ face swap လုပ်တဲ့ဒီ feature တွေပါထည့်သွင်းထားတာကိုမြင်တွေ့ရမှာဖြစ်ပါလေဒီလိုမျိုးလုံနည်းများစွာတွေတဲကမှာမျက်နာပြောင်းထည့်နေလုံနည်းတနည်းနည်းကိုဒီမှာလက်တွေစမ်းသပ်ပြီးတော့ပြသွားပေးမှာဖြစ်ပါလေကဲဆက်ပြီးတော့ကြည့်လိုက်ကြအောင်ပါ phone နဲ့မှာရှိတဲ့ Chrome browser တွေကိုနှိပ်ပြီးဝင်လိုက်အောင်ပါယခုလိုစာမျက်နှာပွင့်လာရင်ဖြင့် Google search bar ထဲမှာ MIOCREATE myo create ဆိုပြီးတော့ရိုက်ထည့်လိုက်ပါရိုက်ထည့်လိုက်ရင်ဒီခုလို ပွင့်လာကြရင်ပထမဆုံးစာကြောင်းရှိတဲ့နေရာကိုနှိပ်ပြီးတော့ဝင်ပေးရပါလိမ့်မယ် myo create web page စာမျက်နှာယခုလိုပွင့်လာပါလိမ့်မယ်အဲ့တော့ photo and video face swap ai online free ဆိုပြီးတော့ရေးထားတာတွေ့ပါလိမ့်မယ်အဲ့တော့ဒီမှာ photo face swap နဲ့ video face swap ဆိုပြီးတော့နှမျိုးလုံးရပါတယ်အဲ့တော့ဓာတ်ပုံကို မျက်နှာအစားထိုးတာနဲ့ video အစားထိုးတာ ါတယ်နှစ်မျိုးလုံးတွေမှာအသုံးပြုလို့ရပါတယ်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်းအောက်မှာ step 1 2 3ဆိုပြီးတော့သူအဆင့်ဆင့်လေးရေးပေးထားတာကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်အဲ့ဒီတော့ကမျက်နှာအစားထိုးမဲ့ပုံတွေကိုတော့ကြိုတင်ပြီးတော့ကိုယ့်ရဲ့ဖုန်းထဲမှာရှာဖွေပြီး download လုပ်ထားဖို့လိုပါလိမ့်မယ်ပထမကမျက်နှာပြောင်းပေးလိုတဲ့ပုံကိုမိမိတို့က upload လုပ်ပြီးတော့တင်ပေးရမှာဖြစ်တဲ့အတွက် upload photo ဆိုတဲ့နေရာနှိပ်ပေးလိုက်ရင်ဖြင့်မိမိတို့ဖုန်းထဲမှာ save ထားတဲ့ ပုံစီကိုရောက်သွားပါလိမ့်မယ်အဲ့တော့မိမိကြိုတင်ပြီးဒေါင်းထားတယ်ဒီတဲ့ကပုံတပုံကိုရွေးချယ်ပေးရပါလိမ့်မယ်ဒီမှာတော့ကဘာကျော်ပချီကားဖြစ်တဲ့မိုနာလီစာပုံရုပ်ပုံဓာတ်ပုံပေါ့နော်ဒီမှာရွေးချယ်ပေးလိုက်ပါမယ်ဓာတ်ပုံကို select လုပ်ပြီးတော့ရင်ဓာတ်နှိပ်ပြီးတော့ထွက်လိုက်ပါမယ်။အဲ့တော့ကပထမဆက်မှာ Mona Lisa ဓာတ်ပုံကို upload လုပ်ပြီးတော့တင်နေပါလိမ့်မယ်။အော်ဒီမှာတင်လို့ပြီးသွားပါပြီ။မိမိ ဝိုင်းပြထားတဲ့နေရာမှာပုံတင်ပြီးသွားပါပြီပြီးလို့ရှိရင်ဒုတိယအဆင့်ကတော့အစားထိုးပြောင်းပေးမယ်မျက်နှာပါတဲ့ဓာတ်ပုံကိုဒီ upload photo ဆွဲနေအောင်နှိပ်ပြီးတင်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်မိမိဖုန်းထဲကနေပြီးတော့ကြိုတင်ပြီးတော့စုဆောင်ထားတဲ့မိမိတို့ပြောင်းကျင်တဲ့မျက်နှာကိုရှာပြီးတော့ select လုပ်ပြီးနှိပ်ပေးလိုက်ရင်ဖြင့်ယခုလို upload လုပ်ပြီးသားပုံဒီမှာရောက်ရှိလာတာကိုတွေ့ပါလိမ့်မယ် ဒီပုံကပကြီးကားမျက်နှာမှာပြောင်းပေးမဲ့ပုံပဲဖြစ်ပါတယ်အဲ့တော့အဲ့ဒါကိုအကယ်၍မိမိတို့ဟာဒီမှာတင်ထားတဲ့ပုံနဲ့မကြိုက်ဘူးချိန်ညင်တယ်ဆိုရင်ချိန်ဖို့တူဆိုတဲ့နေရာတစ်ခုချင်းစီနှိပ်ပြီးတော့ပြန်ပြီးတော့ပုံတွေရွေးပြီးတော့ချိန်ပေးလို့ရနိုင်ပါသေးတယ်အားလုံးဆင်းနေဖြစ်သွားပြီဆိုရင်တော့ swap face noun ဆိုတဲ့နေရာလေးကိုနှိပ်ပေးရပါမယ်ဒါဆိုရင်ဒီ web page ရဲ့ AI ကနေပြီးတော့ဒီတပ်ပုံမှာ ခနကို ပြောင်းမြင်တဲ့မျက်နှာကိုအစားထိုးပြီးတော့ပြောင်းပေးနေပါပြီအဲတော့ကိုရဲ့ internet ဆက်ကြောင်းပေါ်မူတည်ပြီးတော့ခဏလေးတော့စောင့်ပေးရပါတယ်ဟောဒါဆိုရင်အပေါ်မှာဒီငကောမိုနာလီစာရုပ်ပုံပေါ်မှာမိမိတို့ပြောင်းခြင်းတဲ့ main key ရဲ့ဓာတ်ပုံကိုပြောင်းပြီးတော့ထည့်ပေးထားပါအဲတော့အလင်းမောင်ချိန်ခြင်း construct ဆိုနေရမယ်မိမိပြုလုပ်ပြီးသားပုံကိုဝေမျှခြင်းလဲဆိုရင်တော့ share ဆိုတဲ့နေရာကိုနှိပ်ပေးလိုက်ရင်ဖြင့် အဲ့ share link ပေါ်ပြီးတော့ပို့ပေးလို့ရပါတယ်အဲ့တော့ download လုပ်ခြင်းတော့ download ဆိုတဲ့နေရာကိုနှိပ်ပေးရမှာအဲ့တော့ဒီမှာတခုမိမိကြံသွားပါတယ်ဒီမှာဒီ AI web page တွေများသောအားဖြင့်အ Google နဲ့ sign in လုပ်ပေးရပါတယ်အဲ့တော့ Google နဲ့ account ဖောက်ပြီး sign in လုပ်ပြီးမှသာကျွန်တော်သုံးပြုသုံးပြုလို့ရမှာဖြစ်တဲ့အတွက်မိမိတို့ဟာမိမိတို့ရဲ့ Gmail account တစ်ခုတည်းကိုဝင်ပေးလိုက်ပါမယ်အဲ့တော့ Gmail account တစ်ခုကိုနှိပ်ပြီးဝင်လိုက်ပြီးရင် continue ကိုနှိပ်ပေးလိုက်ရင်ဖြင့် auto ဒီကောင်က sign in successful ဆိုပြီးတော့ ဒီက login successful ဆိုပြီးပြနေပါပြီဒါဆိုရင်မိမိတို့ဆက်ပြီးသုံးလို့ရပါပြီအဲ့တော့ download ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ယခုလိုပုံကိုဖုန်းထဲမှာ download လုပ်ပြီးတော့ auto ပဲသိမ်းဝေးထားပါလိမ့်မယ်အဲ့ဒါဆိုမိမိလိုချင်တဲ့အချိန်မှာထုတ်ပြီးတော့အဲ့ဒီပုံကိုအသုံးပြုလို့ရပါမှာဖြစ်ပါတယ်ဒါကတော့ဓာတ်ပုံတစ်ခုကနေအခြားဓာတ်ပုံရဲ့ရုပ်ပုံကိုအစားထိုးပြောင်းလဲပြီးတော့အသုံးပြုတဲ့နည်းပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ video face swap ဖြစ်ပါတယ်ပြောချင်တာကတော့ ီဒီယိုတွေကရုပ်ကိုအခြားဓာတ်ပုံတွေကမျက်နှာအစားထိုးပြောင်းနေပဲဖြစ်ပါတယ်ဒီမှာပထမအစ်စ်နေနဲ့မိမိတို့ပြောင်းလို့တဲ့ဗီဒီယိုဖိုင်ကိုပထမ upload ဆိုတဲ့နေရာကိုနှိပ်ပြီးတော့ဗီဒီယို upload လုပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဗီဒီယို upload ကိုနှိပ်လိုက်ရင်မိမိတို့ album ထဲမှာရှိတဲ့ချူတင်သွင်းထားပြီးဖြစ်တဲ့အဲ့ဒါချူတင်စုဆောင်းထားပြီးဖြစ်တဲ့ ဗီဒီယိုဖိုင်ကိုရှာဖွေပြီးတော့ select လုပ်ပေးရမှာဖြစ်ပါတယ်။ upload video ဆိုတဲ့နေရာမှာဗီဒီယိုကရောက်ရှိလို့သွားပြီးဖြစ်ပါတယ်။တစ်ခါအစစ်နှစ်အနေနဲ့ပြောင်းမဲ့ဓာတ်ပုံမျက်နှာပါတဲ့ဓာတ်ပုံကို upload လုပ်ပြီးတော့ upload photo ဆိုတဲ့နေရာနှိပ်ပေးလိုက်ရင်မိမိတို့ဖုန်းထဲမှာကြိုတင်စုဆောင်ထားတဲ့ပုံကိုရှာပါမယ်။အဲ့တော့မိမိဒီမှာမင်းသမီးမေဂျီရဲ့ပုံကိုရွေးပေးလိုက်ပါမယ်။အဲ့တော့မေဂျီရဲ့မျက်နှာကိုအစားထိုးမှာဖြစ်ပါတယ်။အဲ့တော့ဒီမှာ ကျွန်တော်မေဘကြီးပုံရောက်ရှိနေပါတယ်လို့တင်ထားတဲ့ပုံနေမကြိုက်ဘူးဓာတ်ပုံနေချိန်ကျင်တဲ့ဗီဒီယိုတွေချိန်ကျင်တယ်ဆိုရင်ချိန်ဗီဒီယိုနဲ့ချိန်ဖိုတိုနေရနှိပ်ပြီးတော့ဓာတ်ပုံနေချိန်ပြီးလို့ရပါသေးတယ်။အပြီးအရောဓမ္မနှစ်ခုလုံးပြည့်စုံပြီဆိုရင်တော့ surface noun ဆိုတဲ့နေရာကိုနှိပ်ပြီးလိုက်ရပါမယ်။ဒါဆိုရင်တော့မိမိတို့ဒီ web page ကနေပြီး AI ကနေပြီးတော့ automatic ဒီဗီဒီယိုမှာဒီမေဘကြီးမင်းသမီးရဲ့ရုပ်လေးကိုအစားထိုးပြီးတော့ပြောင်းလဲပေးနေမှာဖြစ်ပါလေ။ဗီဒီယိုဖြစ်တဲ့အတွက် ဒီ AI ကလှုပ်ဆောင်ချက်ကနည်းနည်းလေးတော့ဆောင်ရပါတယ်ဒါပေမဲ့လည်းအရန်ကြာရတော့မဟုတ်ပါဘူးမျိုးရိုအင်တာနက်ဆက်ကြောင်းပေါ်မူတည်ပြီးတော့အချိန်နည်းနည်းလေးတော့ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်တော့မျိုးရိုတမနစ်ခွဲပေါ့နော်တမနစ်သာတမနစ်ခွဲသာသာလောက်မှပုံထွက်လာပြီဖြစ်ပါတယ်ဟုတ်ကဲ့ပါယခုလို bio create ဆိုတဲ့ AI web page ကိုအသုံးပြုပြီးတော့မိမိတို့ကဓာတ်ပုံနဲ့ ီဒီယိုများမှာမျက်နာတွေကိုအစားထိုးပြီးတော့ပြောင်းလဲပြီးတော့အသုံးပြနိုင်အောင်ကိုတင်ပြပေးလိုက်ရပါတယ်။ဖုန်းထဲမှာဖြင့်ပုံကိုသိမ်းညင်နေဆိုရင်တော့ download ဆိုတဲ့နေရာကိုနှိပ်လိုက်ရင်ပြင်မိမိတို့ရဲ့ file က download လုပ်ပြီးဖုန်းထဲမှာသိမ်းပေးပါလိမ့်မယ်။အဲ့တော့ okay နှိပ်လိုက်ဟုတ်ကဲ့ပါ။ဗီဒီယိုလေးကိုနှစ်သက်လိုက်မယ်လို့မျှော်လင့်ပါတယ်။နှစ်သက်ဖြင့် like share comment လေးနှိပ်ပြီးတော့အားပေးကြကြပါဦး။အဲ့တော့ကံကော knowledge sharing channel ကိုအားပေးနေကြတော့မိတ်ဆွေအစ်စ်များအနေနဲ့လည်းပဲ မိမိတို့ channel ကို subscribe နေပြီးတော့အားပေးကြကြဖို့လည်းမမေ့ကြနဲ့ဘူးเนาะနောက်ထပ်လာမယ့်ဗီဒီယိုမှာထပ်မဆုံးသေးကြပါစို့အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ bye bye